ာပါဒုတိယ operation channel နေပြန်နေကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ CA minor D minor G နဲ့ဖိုးချိုတီဆိုထားတဲ့ Bisomo agree ဆိုတဲ့တရှင်လေးဒီလိုက်ရအောင်เนาะဒီတရှင်လေးဟာဆိုရင်ဖြင့်ကတိုင်းလိုပဲ cor 4 cor နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ် CA minor တစ်ပါး D minor G တစ်ပါးနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ် round cor လေးနဲ့သွားမှာပဲဖြစ်ပါတယ်ဒီချက်မှာတော့ဖိုးချိုက C key နဲ့ဆိုထားတာဖြစ်ပြီးတင်စာမောကတော့ E key နဲ့ဆိုထားတာဖြစ်ပါတယ်ကျွန်တော်တို့ဖိုးချိုဆိုထားတဲ့ cor လေးတွေနဲ့ယဉ်သွားလိုက်ရအောင်เนาะဟုတ်ကဲ့ ကော်လေးတွေကတော့ C A minor D minor G โอเคအရင်ကလွယ်ကူတဲ့ကော်လေးတွေနဲ့ဖွဲ့စည်းထားတာပြောဖြစ်ပါတယ်เนาะပတ္တန်လေးရလက်ခက်လေးရဗာနဲ့တီးမလဲဆိုကိုကိုပတ္တန်2ဟိုဒီနေ့ကကျွန်တော်တို့တီးခဲ့တဲ့ဇောပိုင်ရဲ့ခေါမလေးဆိုတဲ့တချင်လေးတီးခဲ့တဲ့လက်ခက်လေးနဲ့ပဲတီးမှာဖြစ်ပါတယ်1 2 3 and 4အဲ့လိုတီးမှာဖြစ်ပါတယ် 1နဲ့3 and နဲ့ကအပေါ်ဂီတာကျိုးတွေရဲ့ပေါ်ကျိုးတွေကိုဒီပြီးတော့2နဲ့4နဲ့အောက်ကျိုးတွေကိုဒီမှာဖြစ်ပါတယ်เนาะဒါဆိုရင်ကျွန်တော်တို့ဖိုးချိုတီဆိုထားတဲ့ဘိုင်းစုံမှုအဂရီဆိုတဲ့ခြင်းလေးကိုအတူတူတီးလိုက်ရအောင်เนาะ ဖိုးချုပ်တီဆိုတာလည်းပါရှယ်လေးပဲဖြစ်ပါတယ်သူကနည်းနည်းလေးမြန်တယ်နော်တခြားဆိုတော့နေနဲ့မတူဘူးဆိုတော့ဆိုတဲ့ပုံစံလေးကမြန်နေတဲ့ခါကျတော့တီးရတာနည်းနည်းလေးတော့ခက်မယ်လို့ကျွန်တော်ပြောလေးမှာပါဆိုတော့ခုမှစတီးမယ်ဆိုနည်းနည်းလေးတော့တံပုံမြန်တော့လေးနည်းနည်းခက်မယ်လို့ထင်ပါတယ်ခုတစ်ခေါက်ကတော့အာတင်စာမော်ဒီဆိုထားတဲ့ပိုင်စုံမှုအီဂရီရဲ့ version လေးကိုလေ့လာလိုက်ရအောင်နော်သူကတော့ EG နဲ့သူဆိုထားတာဖြစ်တယ် EG ကနေပြီးနောက်ဆုံး Core ကျတော့ F key လေးကိုချိန်သွားတာပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ အော်အနည်းငယ်ပဲပြမှာဆိုတော့ bus bike နဲ့ cross bike လေးတော့ပဲတီးရအောင်เนาะဒီမှာကျွန်တော်တို့ကင်မာကတော့ C A minor D minor G ကိုပဲကင်မာဖြစ်ပါတယ်တင်စာမောကတော့ E key နဲ့ဆိုတာဖြစ်ပြီးမဲ့ကျွန်တော်တို့က C A minor D minor G နဲ့ပဲတီးမှာပေါ့เนาะအဲဆိုတော့ E key ကိုရအောင်ဘယ်လိုလုပ်မလဲ carbon နဲ့၄ခွက်ကိုညှက်လိုက်မယ်เนาะ1 2 3 4ဟုတ်ပြီ၄ခွက်မှာ၄ခွက်မှာညှက်လိုက်ပါမယ်ဒါဆိုရင်၄ခွက်မှာညှက်ပြီးတော့ CO တီးလိုက်မယ်ဆိုရင်ဒါ E key လို့ခေါ်မှာပေါ့เนาะနောက်ကြရင်လည်း အဲကာပူညက်နီးလေးတွေကျွန်တော်ဗီဒီယိုလေးတခုလုပ်ပြီးတော့ဒီတန်ပြောပြပေးတော့မယ်နော်အခုလောလောဆယ်တော့ကျွန်တော်တို့ EQ လို့ကျွန်တော်ရှင်၄ခွက်မှာညက်ပြီးတော့စီနေတီးမယ်နော်โอเคနော် ကဲဒါကတော့တင်စာမော်ရဲ့ version လေးပဲဖြစ်ပါတယ်เนาะတင်စာမော်ရဲ့ version လေးကတော့တက်မိုလည်းနည်းနည်းနေတယ်ပြီးတော့တို့ရဲ့ drum beat လေးတွေကလည်းကျွန်တော်တို့ Google button နဲ့ kait နေရေပေါ့เนาะဒါကြောင့်မလို့တီးရတာပို့ပြီးတော့အဆင်ပြေပါတယ်ဒါပေမဲ့တင်စာမော်ရဲ့တရှင်းကိုဘာဖြစ်လို့အစဆုံးမတီးပြရလဲဆိုတော့တင်စာမော်ရဲ့တရှင်းမှာကျတော့ကျွန်တော်တို့ tutorial လုပ်ဖို့ရန်အတွက်နောက်မှာကျတော့ key chain လေးတွေပါတဲ့အခါကျတော့ beginner တွေအတွက်အဆင်မပြေတာလေးရှိလို့ပါเนาะဟုတ်ကဲ့ ။တရှင်လေးကိုသဘောပေါက်မယ်လို့ထင်ပါတယ်။အဆင်မပြေတာမရှင်းလင်းတာရှိလို့ရှိရင် comment မှာမေးလို့ရပါတယ်ခင်ဗျာ။ဒီဗီဒီယိုလေးကမိတ်ဆွေတွေတိုးတက်ဆုံးနေရာရှိရဲ့ဆိုရင်ကျွန်တော်ဒါပြန်မဲ့လုပ်လုပ်ပါတယ်။နောက်ဗီဒီယိုကြရင်အချင်းတစ်လေးတစ်ပုံပြန်လာရပါမယ်။အားလုံးလည်း thank you ပါခင်ဗျာ။